နားဆင်သူများအားလုံးပဲမင်္ဂလာပါရှင်။ Audio Box Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုတခါဖတ်ပြချင်တာလေးကတော့ဆရာခက်စော်ရေးသားထားတဲ့ Bioscope အပြင်ကတခင်ကြီးဆိုတဲ့ဖြစ်ရမှန်ဝိတုတိုလေးပဲဖြစ်ပါရစေ။ဒီဝိတုတိုလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ Channel လေးကိုလည်း Like and Subscribe လုပ်ထားကြဖို့မြတ်တရားကံပြရစေရှင်။အသစ်တင်တိုင်းသိရှိနိုင်ဖို့အတွက်လည်း notification ခေါင်းလောင်းလေးကိုနှိပ်ထားခဲ့ဖို့မမေ့ပါနဲ့နော်။ Facebook အပြင်ကတခင်ကြီး1989ခုနှစ် ပစုံတောင်နှစ်သက်ယုံမှာတက်ဖြတ်ရန်အတွက်ဖမ်းဆီးလာတဲ့ကြွေးကြီးတစ်ကောင်ကရုတ်တရက်လွတ်ထွက်သွားပြီးတာသက်ယုံဝန်တန်းတအုပ်ကိုဂျိုးနဲ့အသေးခတ်ပြက်လိုက်တယ်။ပေရင်းမှထွက်လာတဲ့အဲ့ဒီကြွေးရိုင်းကြီးဟာမြင်းမြင်းသမျှလူတွေကိုလိုက်လံဝှေ့ခတ်ရင်းနဲ့မင်္ဂလာတောင်ညွညွနဲ့အတွင်ကိုဝေးရောက်လာတယ်။မင်္ဂလာတောင်ညွရဲစခန်းမှာရန်ကုန်တရိတ်ဆန်ဥယျင်ကိုဖုံးဆက်လာတယ်။ဥဆန်မြင်းဆိုသူကိုစခန်းကိုချက်ချင်းလှုပ်ပေးလိုက်ရန်ဖြစ်တယ်။အဆိုပါဥဆန်မြင်းကစခန်းကိုရောက်တာနဲ့စခန်းကအရာရှိများက ဒသမ333 rifle ကိုထုတ်ပေးတယ်။အဲဒီနောက်အထမ်းမင်းရကျွဲရိုင်းကြီးကိုအသေးပြစ်ခတ်ရမယ်လို့ဆိုပြီးကျွဲရိုင်းကြီးတောင်းကျမ်းရာနေရာကိုခေါ်သွားတော့တယ်။မင်္ဂလာတောင်ညွတ်မြို့နယ်ထဲမှာကျွဲရိုင်းကြီးကမြင်သမျှပတ်ရမ်းနေတယ်။ထောင်ကြီးတဲ့လူအုပ်ကြီးကလည်းခဝေဝေးမအုံပြီးဝိုင်းကြည့်နေကြတယ်။ကျွဲရိုင်းကြီးတောင်းကျမ်းနေတဲ့အနီးကို rifle တနက်ကင်ထားတဲ့အင်္ဂလိပ်ကြီးတယောက်ဝင်လာတာကိုတွေ့တော့သူတို့ဝိုင်းအော်ထားကြတယ်။တချို့ကလည်းအင်္ဂလန်ကမုတ်ဆိုးကြီးလာပြီဆိုပြီးပြောကြတယ် တချို့ကတော့တရိတ်ဆန်ဥယင်ကစေးဝင်တန်းကိုစံမြင့်ဆိုတာသိကြတယ်။ကျွဲရိုင်းကြီးနဲ့ဂိုင်းနေရအကွာဝေးမှာသူနေရယူလိုက်တယ်။မဲမဲမြင်ရလိုက်ခတ်နေတဲ့ကျွဲကသူ့ရှိရာကိုတဟုန်တို့ပြေးလာတယ်။သူကကလစ်ကနေမောင်းကိုတင်းနေခလုတ်ကိုညှက်တယ်။ဒိုင်းဆိုတဲ့အတန်နဲ့အတူကျွဲရိုင်းကြီးရဲ့ရာဘက်မျက်လုံးပွဲထွက်သွားပြီးလဲကျသွားတယ်။လူဟုတ်ကြီးဟာလက်ခုပ်ဝိုင်းတီးကြတယ်။ရိုင်းဖယ်ကင်ထားတဲ့မျိုးလေကောင်ကမုတ်ဆိုးကြီးခမညာအဲ့ဒီအချိန်မှတပြင်းချနိုင်တော့တယ်။ ို့လေကောင်မှကျွေရိုင်ကြီးကိုရိုင်ဖယ်တနက်နဲ့နှိမ်နင်းခဲ့တာကတော့ရုပ်ရှင်ဇဝင်ကမဟုတ်ပါရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့်တဲထိတ်ရင်ဖို့တကယ်အဖြစ်ပြက်တစ်ခုသာဖြစ်တယ်ထိုမုတ်ဆိုးကြီးကမြည်သူနီထိုတို့ရုပ်ရှင်ဇန်သောစွန်စားကံများကိုပြင်ပဘဝတွင်အမှန်တကယ်ဖြတ်သန်းခဲ့ရသည့်ရန်ကုန်တရိတ်ဆန်ဥယျာဉ်မှတရိတ်ဆန်ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူဦးဆန်မြင့်သည်နောက်တစ်ချိန်တွင်မြမရုပ်ရှင်လောကဤအင်္ဂလိပ်အရာရှိအခန်းများကိုတရုတ်ဆောင်ရသူတခင်ကြီးဖြစ်လာလေတယ် ငယ်စဉ်ဘဝကမြမတော်လိုင်းရေးစကားများကြည့်ဖို့သူတိုင်းသူ့ကိုအမှတ်ရကြပါလိမ့်မယ်။မကြသေးမီနှစ်ကာလများကသူ့အကြောင်းကိုဂျာနယ်များရုပ်သံမီဒီယာများမှတွေ့မြင်ခဲ့ကြရတယ်။မောင်မင်းလူကလေးဆိုတဲ့မှန်ပါလာတဲ့ဘီလက်တန်ဝဲဝဲမြမစကားတန်ကသူ့ရဲ့အမှတ်တံဆိပ်ဖြစ်ခဲ့တယ်။ပါမန်ရုပ်ရှင်တယုတ်ဆောင်တဦးဟုသာလူအများကသိထားကြသော အသက်89နှစ်အရွယ်တခင်ကြီးခေါ်အပါဦးဆန်မြင့်ရဲ့ပြင်ပဘဝဖြတ်သန်းမှုများကား ရုပ်ရှင်ဇာဝင်ကံများထက်ပုံမဆိုင်လှရှာဝဲကောင်းလာသည်ကိုတော့လူသိနဲလွန်လာပါတယ်။သူဖြတ်တန်းခဲ့တဲ့ဘဝဟာစွန်စားကန်းတွေနဲ့ပြည့်နှံ့နေခဲ့တယ်။ဥဆက်မြင့်ကိုစစ်ကြိုခေ1932ခုနှစ်ပြည်မြို့မှာမွေးဖွားခဲ့တယ်။ဖခင်ဖြစ်သူကပထမကဘာဆဲအတွင်းမြန်မာနိုင်ငံမှာတာဝန်ကျတဲ့ဥရောပစစ်သားတော်ဦးဖြစ်ပြီးမိခင်ဖြစ်သူကတော့မြန်မာလူမျိုးတော်ဦးဖြစ်တယ်။မောင်ဆန်မြင့်အသက်6နှစ်သာအရွယ်ဒုတိယကဘာဆဲမဖြစ်မီမှာဖခင်ဖြစ်သူဆုံးဖြတ်သွားခဲ့တယ်။ မောင်စံမြင့်တို့မောင်နှမချအိုးကမိခင်ကြီးနဲ့အတူရုံးကန်လှုပ်ရှားရင်းကျောင်းနေခွင့်မရခဲ့ပါအသက်၁၂နှစ်လောက်ရောက်တော့ကျွန်တော်ကျောင်းရမ်းနေချင်လာတယ်အဲ့ဒါနဲ့အင်္ဂလိပ်မြန်မာအလွတ်တင်ကျောင်းတစ်ခုကိုသွားပြီးကျောင်းဆရာကြီးကိုတွားတောင်းမှန်ပြီးပြောတယ်ဆရာကြီးကကျောင်းလာကလွတ်ကျောင်းထားပြီးတယ်ကျွန်တော်က နောက်မှသင်ရပေမဲ့တေချာသင်တော့အတန်းတွေကြော်တက်ခွင့်ရတယ်လေလေးနှစ်လောက်အတွင်းမှာကို9တန်းအောင်ခဲ့တယ်ခုဥဆန်မြင့်ကဆိုသည်အဲ့ဒီကဲက9တန်းအောင်လျင် ရုံးအုပ်စရီကြီးတောင်းစရာစသဖြင့်အလုရနိုင်ခဲ့တယ်။အသက်၁၈နှစ်အရွယ်တွင်တော့ဦးဆန်မြင့်ကပမာတက်မတော်အမြောက်တရင်ကိုဝင်ခဲ့တယ်။ပမာကြီးဥပဝူလက်ထက်1952ခုမှာကျွန်တော်ယူဂိုစလာဗီးယားနိုင်ငံကိုပညာတော်သင်သွားရတယ်။86မမအမြောက်နဲ့ပတ်သက်ပြီးပြက်ကက်ရေးပြုပြင်ရေးတွေကို6လသင်ခဲ့ရတယ်။ဟုဦးဆန်မြင့်ကပြောပြတယ်။1954ခုနှစ်မှာပါကစ္စတန်နိုင်ငံဆယ်ဂိုဒါမြို့ကိုထပ်မံပညာတော်သင်ဆေးလုပ်ခြင်းခံရပြီး ရိစ္ဆန်ဆိုင်ရာစိတ်ပညာသင်ယူခဲ့ရတယ်86မမအမြောက်တီများမှာမြင်းများဖြင့်သင်ယူရတဲ့အတွက်ဥဆန်မြင်းဟာမြင်းများနဲ့ပတ်သက်တဲ့ပညာရက်များမြင်းစီချင်းများမြင်းတို့ဤကျမ်းမာရေးဆိုင်ရာတို့ကိုလည်းတပါးတဲ့ကျွမ်းကျင်အောင်သင်ယူခဲ့ရတယ်အဲဒီကပြန်ရောက်တာနဲ့တရုတ်ဖြူစစ်စင်ရေးမှာဝင်တိုက်ရတော့တာပဲရန်ကြီးအောင်စစ်စင်ရေးဘရင်အောင်စစ်စင်ရေးလွိုင်တွန်းစကန်းစစ်စင်ရေးအောင်မေကစစ်စင်ရေးတွေမှာအမြောက်တက်တဲ့အတူဝင်တိုက်ခဲ့ရတယ်။အဲ့ဒီတုန်းကကျွန်တော်တို့အခြားစင်တွေက ဒုတိယဗိုလ်မှူးကြီးတင်ဦးယခုဦးတင်ဦး NLD ကိုအရန်လေးစားကြတဲ့အချိန်ပေါ့သူကကျွန်တော်တို့အောက်ခြေရဲဘော်တွေဘက်ကအမြဲတမ်းရက်တည်တယ်ကျွန်တော်တို့ကိုတတ်ထဲမှာမနဲ့ဆိုရင်လက်ဖြစ်အမြဲတရာကနေစံပြုတ်ပြောင်းတိုက်ပါဆိုတဲ့အမိန်ကိုဗိုလ်တင်ဦးကကျွန်တော်တို့ငယ်သားတွေဘက်ကရက်တည်ပြီးတိုက်ဖြတ်ခဲ့တာအဲ့ဒီတော့ကသူကစစ်မြေပြင်တက်မှုဆိုတော့သူ့လက်အောက်မှာတိုက်ရတာမို့ကျွန်တော်တို့ကအရန်တက်ကြွကြတာဟုတ်ဦးဆံမြင့်ကဂုံယူဝင်ကြွားစွာပြောပြတယ်1960မှာတော့အရာရှိလောင်းရွေးချယ်တဲ့အထယ်ပါခဲ့တော့လဲ ဦးဇံမြင့်ကနိုင်ငံသားသွေးပါနေတဲ့အတွက်အရာရှိဖြစ်ရန်အခွင့်မရခဲ့ချေ။အောင်ပန်းအမြောက်တပ်မှရှိနေတော့ကမင်းသားကိညွန့်တို့ရွှေဘတို့တင်းတင်းလေးတို့ကအောင်ပန်းမှရုပ်ရှင်လာရိုက်တယ်။သူတို့ကကျွန်တော်တို့တပ်ကမြင်းတွေငှားရိုက်တော့ကျွန်တော်ကလိုက်ကူညီပေးရတယ်။ကျွန်တော်ကမြင်းစည်းကျွမ်းကျင်တော့မင်းသမီးရှိမှမင်းကိုမတ်တက်စီဘေးဆောင်စီပုံစံအမျိုးမျိုးစီပြတော့သူတို့ကသဘောကျတယ်။အဲဒီလိုနဲ့ရုပ်ရှင်လောကကလူတွေနဲ့ရင်းနှီးခဲ့ရတယ်။ခုဦးဆက်မြင့်ကဆိုပါတယ် 1962ခုနှစ်မှာတက်ကထွက်ပြီးနောက်တရိတ်ဆန်စေကူတရေးစရာအဖြစ်နဲ့ဆက်လက်တာဝန်ထမ်းဆောင်ခဲ့တယ်။တရိတ်ဆန်ဥယျာဉ်မှာတာဝန်ထမ်းဆောင်နေစဉ်ဦးဆက်မြင့်ကိုတစ်ထောက်လို့ရေးကနေခေါ်ယူပြီးပဲခူးယူမှထဲမှာစင်ဖန်းတဲ့လုပ်ငန်းကိုတာဝန်ယူဦးစီးလောက်ကင်စီပြန်တယ်။တရက်မှာတော့တစ်လုပ်ငန်းကစင်တကောင်ကမှုံယူပြီးစင်ဦးစီးကိုအစွဲနဲ့ထိုးတတ်တယ်။ပြီးတော့တော်ရဲဝင်သွားတယ်။တစ်တင်ကားတွေတော်ရဲလာရင်ကားတစ်စီးလုံးလဲအောင်ထိုးချပြတ်တာ။အဲ့ဒီကောင်ကြီးကိုပြက်ဖန်းဖို့ကြတော့လေကျွန်တော်ပဲဥဆောင်ရတာပါပဲ။ တကယ်ကိုတတ်ဆုံးစံဖြာပြစ်ဖန်ရတာပါ။ဟုဥဇံမြင့်ကဆိုတယ်။ဥဇံမြင့်ကထိုကဲ့သို့သောစင်သုံးကောင်အထိဖန်ပေးခဲ့ရတယ်။တရိษံဥယင်ကိုပြန်ရောက်တဲ့အခါမှာလဲမြို့လေကောင်မှကြွေရင်ကိုပြစ်ခတ်ဖန်ပေးရခြင်းမေဇေးပေးထားသောချင်းသေးများကြားများကိုလောင်ရင်ထဲဝင်ကမေဇေးပြည်စီပြန်ထုတ်ပေးရခြင်းစတဲ့တတ်ဆုံးစံဖြာအလုပ်တွေကိုသာလုပ်ကင်ပြီးပြောင်းဝင်နေခဲ့တယ်။ထူးထူးခြားခြားအာဇာနည်နဲ့ဘုံခွဲမှုမှာကိုရီးယားကဖောက်ခွဲသမားတွေကိုလိုက်ပန်တော့ ဥနေဝင်းကနေမေဇေးနဲ့ပြစ်ဖန်ဖို့အမိန့်ပေးတယ်။အဲ့ဒါနဲ့ကျွန်တော်ကိုမေဇေးတနက်ကိုင်းပြီးလိုက်ခဲ့ဖို့ခေါ်တယ်။ဟယ်လီကော်ပတာနဲ့ခေါ်သွားတာ။ဒါပေမဲ့ကျွန်တော်တို့ရောက်တဲ့အချိန်မြေပြင်လုံခြုံရေးတွေကလုံထွေးဖန်လို့ဟိုကအသေးခံဘုံခွဲလိုက်တာတေးတဲ့သူတွေကတင်နေပြီ။အဲ့ဒီကင်မင်ချူလည်းလက်ပြတ်သွားတယ်။ဥဆက်မင်းကတမိုင်းရဲ့လူတီနေတဲ့မှတ်ကူကများတွေလည်းတစိမ့်တဒေတာပါဝင်တဲ့တက်ရှိမှတ်တမ်းကြီးဖြစ်နေပြန်ပါတယ်။ပြိဿံယုံမှတာဝန်ထမ်းဆောင်နေစဉ်အတွင်းရခင်ကခင်မင်ခဲ့တဲ့ရုပ်ရှင်လောကသားများနဲ့ချိတ်ဆက်မိပြီး သူ့ကိုရုပ်ရှင်ဇာတ်ကားများမှာပါဝင်ရန်ကမ်းလှမ်းခဲ့ကြတယ်။ငโกကပင်ဝါသနာပါလာတဲ့ဦးစံမြင့်ကရုပ်ရှင်ဇာတ်ကားများမှာအင်္ဂလိပ်အရာရှိအဖြစ်ပါဝင်ရိုက်ကူးခဲ့တယ်။ကျွန်တော်ကအင်္ဂလိပ်လိုရောဟိန္ဒီလိုရောဘာသာစကားနှမျိုးတတ်တယ်။ဒါပေမဲ့တရုတ်ဆောင်တဲ့အခါကျဗမာစကားကိုအင်္ဂလိပ်လေးတန်ပေါအောင်မပြောတတ်ဘူး။အဲ့ဒါနဲ့စနေမဇာတ်ကားမှာဒေါ်ဝါဝင်းရွှေကမောင်မင်းလူကလေးဆိုတဲ့ dialogue ကိုသင်ပေးတယ်။အရင်ကအင်္ဂလိပ်အရာရှိတွေစကားပြောဖို့ပြောနေကိုသူကကောင်းကောင်းသိတယ်။ အဲ့ဒါနဲ့ကျွန်တော်ကမောင်မင်းလူကလေးဆိုတာကိုကြွန့်ကြွန့်ကျင်ကျင်သိအောင်ဆောင်နိုင်သွားတာဟုတ်ဦးဆက်မြင့်ကဆိုပါတယ်ဦးဆက်မြင့်ကတရိတ်ဆန်ဥယျာဉ်ဝန်ထမ်းဘဝနဲ့သိအောင်ဆောင်ဘဝမှာနှစ်ပေါင်း40ကျော်ကြာကျင်လည်ခဲ့တယ်နဝတအစိုးရခက်မှာတရုတ်နိုင်ငံကိုသွားရောက်ပြီးစက်ဂျုံနုစိဖော်နီကိုတင်ယူခဲ့ရပြီးအဲ့ဒီစီမံကိန်းမှာပါဝင်ခဲ့ရပြန်တယ်ဆက်များနဲ့ပတ်သက်ပြီးကြွန့်ကျင်သူတယောက်လည်းဖြစ်ခဲ့တယ်သိအောင်ဆောင်တယောက်အဖြစ်နဲ့ရုပ်ရှင်ဇာတ်ကားများစွာကိုရိုက်ခဲ့တော့လဲဦးဆက်မြင့်ဖြတ်သန်းခဲ့တဲ့ဘဝဖြတ်သန်းမှုတွေကတော့ ထိုရုပ်ရှင်များထက်ပိုမိုရုပ်ရှင်ဆန်ပါတယ်။တရုတ်ဖြူစစ်စင်ရေးမှာပါဝင်ခဲ့သူစစ်သားကြီးနိုင်ငံတကာအဆင့်မီမြင်းစည်းကျန်းကျင်သူတရိတ်ဆန်စေကူတာရေးပညာရှင်မြို့ပြမဟုတ်ဆိုစင်ဖန်းသမားစက်ကျုံနုစေဝါထုတ်လုပ်သူပညာရှင်အင်္ဂလိပ်ခေတ်ဂျပန်ခေတ်ပါလီမန်ခေတ်မာဆာလာခေတ်နာဝတာခေတ်ဒီမိုကရေစီခေတ်ခေတ်ချောက်ခေတ်ကိုဖြတ်တန်းခဲ့ပြီးတရှိသမိုင်းဆောင်ကြီးဖြစ်နေတဲ့ဦးဆန်မြင့်ရဲ့ဘဝဖြတ်တန်းမှုစွန့်စားခန်းတွေကရုပ်ရှင်တကားစာနှီးပါပင်ရှိနေပါတယ်။ ရုပ်ရှင်တွေကအင်္ဂလိပ်အရာရှိကြီးလို့အများမြင်ကြတဲ့လူတယောက်ရဲ့ပြင်ပဘဝမှာထူးခြားတဲ့အတွေ့အကြုံတွေအများကြီးပဲ။အခုချိန်မှာကျွန်တော်ကအဲ့ဒါတွေကိုပြောပြချင်နေခဲ့တာ။ကျွန်တော်ဘဝကမှတကယ်ရုပ်ရှင်ဆက်ဆံဖြတ်တန်းခဲ့ရတာ။အသက်89နှစ်အရွယ်အဖိုးအဟာသူတဘဝစာအမတ်တရများကိုထို့နဲ့ကျင်းတဲ့အားရစွာပြောပြရင်ရီမောနေပါတယ်။အဲ့ဒီနောက်သူ့ကြုံမခံမီဇက်ကရိုက်စင်ကတုံးတဲ့ပါရောမူဇဝင်တေးတဲ့ချင်းကိုထန်ကြိုင်းကြကြဖြင့်စူပြလိုက်ပါသေးတယ်။ ိုင်းစကုတ်အပြင်မှာတခင်ကြီးကမြမဂီတအစုပညာတွေလဲခေတူတော့မဟုတ်ပါခက်စော်အခုဖပြခဲ့တာကတော့ဆရာခက်စော်ရေးသားထားတဲ့ဘိုင်းစကုတ်အပြင်ကတခင်ကြီးဆိုတဲ့ထည့်ရမှန်ဝိတုတို့လေးပဲဖြစ်ပါတယ်ရှင်ဒုတာရတစာပေများကိုအပတ်စဉ်တက်ဆက်ပြီးမှဖြစ်လို့ Audio Box Channel လေးကိုလည်း Like and Subscribe လုပ်ထားခဲ့ဖို့မမေ့ပါနဲ့နော် Audio Box လေးတွေနားထောင်ရင်ဘဝအမောတွေပြပြပြီးတာရတဲ့အချိန်လေးပိုင်ဆိုင်ကြပါစေရှင်